ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒါ Best Simulator Ultimate The Hack Beta Version ကိုကျွန်တော်အခုတင်ပေးမှာဖြစ်ပါတယ်အများစုကတော့ရင်းနှီးကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒီ game ကပေါ့နော်ဟို hack လို့ရတဲ့ happy move လို့ပါတော့မလဲနည်းနည်း error လေးဖြစ်နေတာကိုတွေ့ရတယ်အားကြောင့်မို့ကျွန်တော်အခုဟိုစိတ်ချရတဲ့နေရာနေပြီးတော့ပြန်ယူပြီးတော့တစ်ဆင့်ပြန်နေပြီးပါပါ OBB file နေ bar file နေညာ file နေလည်းထည့်ပြန်မလို့ပါဘူးကျွန်တော်ရဲ့ application လေးကို install လုပ်လိုက်ရုံနဲ့ရပါတယ်ကဲဒါဆိုရင်ကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ် ိုဂိမ်းနဲ့ကိုပတ်စံနေဘလို့ရအောင်လုပ်ရလဲဆိုတာပါကျွန်တော်နောက်မှအသေးသေးပြပြထားပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ဗီဒီယိုအခုပဲစလိုက်ရအောင်ပါအရင်ဆုံး Telegram နဲ့ကိုဝင်လိုက်ပါပြီးရင်တော့ကျွန်တော်ရဲ့ channel လေးကို view လိုက်ပါ channel လေးကိုကျွန်တော် description number မဟုတ်ရင် pin comment မှာကျွန်တော်ချပေးထားပါမယ်ပြီးရင်တော့အောက်ဆုံးက deep simulator animate ဆိုတဲ့ဟာကိုကျွန်တော် download ဆွဲရမှာပါ download ဆွဲပြီးရင်တော့အောက်က password ကိုတစ်ခါလေး copy ယူထားကြပါ ျွန်တော်ကတော့ထောင်းစီပြီးသားမလို့ဆွဲမပြတော့ပါဘူးပြီးရင်တော့ပြန်ထွက်ပြီးတော့စားအခိုင်ပါတွေကိုဝင်လိုက်ပါအဲ့ထဲကဒေါင်းလုံးဆိုတဲ့ထဲမှာကျွန်တော်တို့ခုနဒေါင်းလုံးဆွဲလိုက်တဲ့ fire ရောက်သွားမှာပါပြီးရင်တော့အဲ့ကောင်လေးစစ်ဖြီးပေးပါ extra hero နှိပ်လိုက်ပါ password နေရာမှာတော့ကျွန်တော်ခုန copy drive လိုက် infinity gaming ဆိုတဲ့ဟာကိုထည့်ပေးပါအခုကျွန်တော်ပြတ်ထားပါတယ် item နေပဲထည့်လိုက်ပါဒီနေရာမှာကျွန်တော်ပိတ်ထားတာမဟုတ်ပါဘူးဒါဇာခိုင်ပါဘက်ကကျွန်တော် screen record ယူခွင့်အောင်ပိတ်ထားတာဖြစ်ပါတယ် ဖဆော့ထေဘူအလို့ OK ဟနေလို့ရှိရင်အခုမျိုးလေးပေါ်လာမှရှိပါတယ်။ဖုန်းတစ်လုံးနဲ့တစ်လုံးကတော့ကြာတာမတူပါဘူး။ကျွန်တော်ဖုန်းကဒါဒုတိယမြောက် secondary ဖုန်းဖြစ်တဲ့အတွက်ကြောင့်နည်းနည်းကြာနေပါတယ်။ brother တို့ဖုန်းကကောင်းရင်တော့ခဏလေးနဲ့ရပါတယ်။ကျွားဝိုင်းတော့ software လေးကို install တင်ပေးလိုက်ပါ install လေးကိုနှိပ်ပေးလိုက်ပါ စကန်လေးစောင့်ပြီးတော့ install ထည့်နေပြလိုက်ပါ ကပလီစာဖေအော်ဖီရှယ်မရတဲ့ဒါစတေဘယ်ဖုန်းတွေမှာလိုပြတတ်ပါတယ်ခေစားမရှိပါဘူးအိုဘီဝဲနေရလိုက်ပါခုလိုပေါ်လာရင်တော့ create ကိုနှိပ်လိုက်ပါဒီနေရာမှာတော့ကိုယ်စင်ပြီဒီလိုမျိုး customize လုပ်လို့ရပါတယ်ဒီလိုပေါ်လာရင်တော့ okay ပဲနေပြီးတော့ပါပြီးရင်ဒီနေရာမှာ company name နေပါတယ်ကိုယ့်ကိုဆက်ချက် customize လုပ်ပြီးထည့်လို့ရတယ်ကျွန်တော်ကဒါ JavaScript ထည့်ပြန်မှာဖြစ်ပါတယ် driver name မှာလည်းကိုယ်စင်ပြီဒီလိုပဲထည့်လို့ရပါတယ် ြောလို့ရှိရင်တော့ဘေးနားဒီ company logo တွေ avatar တွေအရကိုကျဲတယ်လို့မျိုးချင်းကြီးလို့ရတယ်ပေါ့နော်ကောင်းလုံးပြီးရင် create ကိုနှိပ်လိုက်ပါပြီးရင် start game ကိုနှိပ်လိုက်ပါ start ကိုနှိပ်လိုက်ပါ ုကတော့အလုံးတွေ့တဲ့အတိုင်းပဲပတ်စံတွေကတိတ်မရှိသေးဘူးပေါ့နော်ဒီမှာရွှေပြားကလည်းဆဲပြားပဲရှိတယ်ပြီးတော့လို့ရှိရင်ဒီဘေးကပတ်စံကလည်းတိတ်မရှိသေးပါဘူးအားကြောင့်ကျွန်တော်ပတ်စံတွေပေါအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အခုပြပြမှာဖြစ်ပါတယ်အရင်ဆုံးကဘာမှမလုပ်ပါနဲ့အောင်သူပြထားသလိုလေးပဲနှိပ်ပြီးလိုက်ပါအောင် ဒီနေရာရောက်ရင်တော့ cancel ကိုချက်နေပြီးတော့ banner ချက်ပြထွက်ပြီးပါဒီကားပုံလေးကိုနှိပ်လိုက်ပါဘယ်ဘက်က show ဆိုတဲ့ဟာကိုချက်နေလိုက်ပါပြီးရင်တော့အခုပြထားတာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီ skin ဆိုတဲ့ဟာလေးကိုချက်ကနေပြီးလိုက်ပါပြန်လို့ရကြကြတဲ့ဟာလေးကိုရေးပြီးတော့ဝယ်ပြီးလိုက်ပါအဲဆိုတော့ကျွန်တော်တို့ပုစံကလုံးဝတူအောင်မှာဖြစ်ပါတယ် ဖေးရဝါရံဖေးပြားလေးတူဝါကျွန်တော်ခုပြန်လာတယ်လည်းလို့ပါကဲခုဆိုရင်တော့ရွှေပြားရပစံနေအကုန်လုံးတူရပါပြီ။ဒါဆိုတော့ကိုယ်ခိန်းထဲမှာကြိုက်တယ်လို့ရပြီပေါ့နော်။ကောက်ဝယ်ဖို့ဒါလေးကိုယူလိုက်ပါ။ကဲကျွန်တော်ပြဌာန်းလေးကိုနှိပ်ပြီးတော့ဒါကိုကြိုက်တဲ့ကောက်ရွှေပြီးတော့ဝယ်ပေါ့နော်။ ကျွန်တော်နမူနာဒဇီကိုပြပေးပါမယ်။ပြီးွားရင်အဲ့ဒီဒဇီကိုကျွန်တော် customize လုပ်လို့ရတဲ့နေရာလေးပြပေးပါမယ်နော်။ ကိုခီးသားမျိုးမျိုးယူဝဲဆိုတော့ဒါလေးနေပါဒီမှာမျိုးအများကြီးရှိပါတယ်ကျွန်တော်အစမ်းအနေနဲ့ဂျာမနီရမျိုးတွေခရီးသွားလို့ရအောင်လုပ်ပြပါမယ်ကျွန်တော်ခုနမူနာအနေနဲ့ဖရန့်ဖန်နဲ့မြူးနီမျိုးကိုကျွန်တော်သွားလို့ရအောင်လုပ်ပြမယ်ပေါ့နော် စဆုံးမယ်ဆိုရင်တော့ဒါလေးကိုနှိမ့်လိုက်ပါဒီခေတ်ကတော်တော်လေးကိုကျွန်တော်တို့ဒါ graphic လာတယ်ပေါ့နော် ဒီနေရာမှာစောင့်အချိန်စောင့်ရပါတယ်တန်းပြီးတော့အချိန်မစောင့်မဲနဲ့စကျင်နေဆိုရင်တော့ဒီကောင်းလေးကိုနှိမ့်လိုက်ပါဒီလိုမျိုးများရင်လည်းမစော့ခြင်းဘူးဒါကတ်စတီးယာတွေနဲ့စော့ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့စတင်ချိန်ကြီးပြပါမယ် အရင်ဆုံးပြန်ထွက်လိုက်ပါအဲမိမိညိုနှဲ့တယ်ပေါ့နော်စတင်ပုံစံလေးနှဲ့လိုက်ပါပြီးတော့ရှင်တော့ကျွန်တော်ဒီမှာ control ဆိုတာရှိတယ်ပေါ့နော် cast ရပုံစံမျိုးနဲ့ဆော့ကျင်တော့အောက်ဆုံးအကောင်ရွှေ့ပြီးလိုက်ပါဒီကောင်ကတော့ဘယ်မောင်းညာမောင်းရွှေ့ရဖြစ်ပါတယ် quality ကောင်းရင်တော့ဒီနေရာမှာ air draw ကိုရွှေ့လိုက်ပါဒါကြောင့်ကျွန်တော်တို့ဒါကားမောင်းတဲ့ driver ရဲ့လက်ကိုပေါ်ချင်လားမပေါ်ချင်လားရွှေ့ရပါတော့ ပေါ်ရင်တော့ဒါလေးကို on ထားလိုက်ပါစစ်တင်နေအကုန်လုံးကိုကြက်တလိုမျိုး customize လုပ်ပြီးတော့ဒီကောင်လေးကိုနှိပ်ပြီးတော့စိလိုက်ပါအဲဆိုတော့ကျွန်တော်ဒီနေ့ video လေးတော်တော်လေးပြည့်စုံသွားပါပြီနောက်ထပ်လည်းကျွန်တော်ဟိုဒါ move apk ပေါ့နော် hack စီခြင်းနဲ့ဒါ game ကြီးရှင်လဲ comment မှာရေးခဲ့လို့ရပါတယ်ဟို system နဲ့ချိန်ပြီးတော့ဆိုရတဲ့ MMBBU ပက်ကြီးတို့ကတော့ဒါမရဘူးပေါ့နော်တခြားအဲ့လိုမျိုးခုလိုမျိုးပေါ်ပေါ်ပါဂိမ်းလေးဆိုရင်တော့အဆင်ပြေပါတယ်။ဒါကျွန်တော်တက်နိုင်တဲ့ဂိမ်းဆိုရင်တော့ကျွန်တော်ဒါအဆင်ပြေတဲ့နေရာနေပြီးတော့ပြန်ပြီးတော့ ညှောက်ပေးပါမယ်အားလုံးပဲအသက်ရှူရန်ငွေဝင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ